သိန်းတထောင်ဝင်းကျင်နဲ့ဗန်ကောက်မြို့လက်ကောင်ပထမဆုံး CPD area တထေးရက်ွက်စတုံမှာထိုင်းနိုင်ငံ top 1 developer စန်စီရဲ့ luxury project ဖြစ်တဲ့ wider ban sensi ကိုမိတ်ဆက်ပေးပါမယ်။ prime cbd area ဖြစ်တဲ့စတွန်နန်လင်းရှိလမ်းမကြီးပေါ်မှာတိဆောက်တာဖြစ်တဲ့အတွက်ကြောင့်အနီးပတ်ဝန်းကျင်မှာတန်ယုံတွေအစိုးရယုံတွေများစွာရှိတဲ့အတွက် safety အဖြစ်ဆုံးနဲ့ develop အဖြစ်ဆုံးပတ်ဝန်းကျင်ကောင်တစ်ခုမှာနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဘန်ကောက်ရဲ့သွာလာရေးလွယ်ကူတဲ့ BDR အစိမ်းလိုက်နဲ့အပြားလိုင်းတို့စုံတဲ့နေရာမှာရှိရတဲ့အပြင်စီလုံစတေရှင်ကိုလည်းဆယ်မိနစ်တာဝေးရတဲ့အတွက်ကြောင့်ဘေးကိုသွားသွားအဆင်ပြေသင့်မယ်။ location ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။လက်ဇီကွန်ဒိုဆိုတဲ့အတိုင်းကွန်ဒိုဝင်းနဲ့ဝင်လိုက်တာနဲ့စိမ့်စိမ့်ဆူဆူ ground garden လေးနဲ့ကောက်ကြိုက်တတ်တဲ့လူကြီးမိနစ်တွေအတွက်ဘတ်တင် area ကြီးပါမှာဖြစ်ပါတယ်။ကွန်ဒိုအထဲကိုဝင်လိုက်တာနဲ့ hotel facility reservation counter ထားပေးမှာဖြစ်ပြီးတော့လူကြီးမင်းတို့ online show မှာမှာယူတဲ့ PC ကိုအခန်းအထိအရောက်ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်။ ားပါကင်အတွက်တစ်လွာနဲ့ခုနှစ်လွာအထိဖွဲ့စည်းပေးထားဖြစ်ပြီး105%အများကြီးပါမှာဖြစ်ပါတယ်။၈လွာနဲ့အလွာ20အထိက1ဘတ်နဲ့2ဘတ်ကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့21လွာနဲ့29လွာအထိက2ဘတ်တိတက်ပဲဝယ်ယူနိုင်မှာဖြစ်ပါတယ်။အပေါ်ဆုံး3လွာကတော့တစ်လွာတစ်ခန်းလုံးနဲ့ပတ်ဟောက်6 square meter အကျယ်ကြီးကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ facility အနေနဲ့အပေါ်ဆုံးတက်မှာ sky garden sky lounge gym room co working space နဲ့ infinity ပူတို့ပါရမှာဖြစ်တဲ့အတွက်ဘာကောက်တစ်မျိုးလုံးဟိုးပေါ်ဆုံးတဲ့အနေနဲ့တဝါကြီးတိရှိခံစားနိုင်မှာပဲဖြစ်ပါတယ် promotion နေနဲ့ fully fan နဲ့ fully electrical appliance ပါရမှာဖြစ်ပြီး furniture တွေအိပ်ယာတွေလျှက်စစ်ပစ္စည်းအသုံးဆောင်ပစ္စည်းအကုန်ပါမှာဖြစ်ပြီးရောအိတ်ဆွဲအသင့်တက်နေလို့ရမှာပဲဖြစ်ပါတယ် shopping mall ရဲ့အနေနဲ့ဆိုရင်လည်းမျိုးလက်ကောင်ဖြစ်တဲ့အတွက်အနီးနားမှာလည်း central ရော 1ဘတ်ကောက်ပလက်တီနမ်မော်စရဲ့ shopping mall တွေအများစွာရှိပြီးတော့လူကြီးမင်းတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်အနီးအနားမှာတဲ့စိတ်လူဝေးတင်းရှုလောက်လောက်ကောင် hospital တို့ရှိပါတယ်။ကလေးပညာရေးအတွက်အနီးအနားမှာတဲ့ international school မြောက်များစွာကိုလူကြီးမင်းတို့ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။စံစည်းရဲ့လက်ရွှေဆိုတဲ့အတိုင်းတာမန်ကွန်တိုတွေတဲ့ကြဲဝုံမှုရှိအောင်ဖွဲ့စည်းပေးထားတဲ့အတွက်မိသားစုအချင်းချင်းကြဲကြဲဝုံဝုံနဲ့အေးအေးကြဲကြဲလက်ရွှေဆက်ဆက်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ ခန်းမျိုးစားနေနဲ့1 bedroom 2 bedroom 3 bedroom နဲ့ pad house ဆိုပြီးရွေးချယ်နိုင်နိုင်မှာဖြစ်ပြီးတော့ဒီခန်းလေးကတော့88 square meter 2 bedroom လေးပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ဒီဒီခန်းလေးကိုလိုက်ကြည့်ပေးကြပါဦး။ခန်းလေးရဲ့ဖွဲ့စည်းပုံကတော့ကျွန်တော်ဝင်ဝင်လာချင်းဒီဘက်မှာ show cabinet တွေပတ်မှာဖြစ်ပြီးတော့ဒီနေရာလေးကတော့ kitchen အတွက် close kitchen လေးဖြစ်ပါတယ်။ကျွန်တော်ရွှေမြမာရဲ့အကြိုက်လေးပါ။လက်ရှိဆိုတဲ့အတိုင်းလုံးဝသုံးပေးထားတဲ့ပစ္စည်းရအစ high quality ပဲဖြစ်ပါတယ်။ ဒီနေရာတွေကတော့ living space လေးဖြစ်ပါတယ် living room တွေကလုံးဝကြကြဲဝန်းဝန်းလေးနဲ့ဒီဘက်မှာဆိုရင်တော့ walking space ကိုမှကြောက်ဖျားမြင့် view city view ကိုများမဲ့ millionaire view ပဲဖြစ်ပါတယ်ဒီဘက်ကတော့ dining area အတွက် dining table လေးလုပ်ပေးထားပြီးမိသားစု၄ယောက်လောက်ကောင်းကောင်းကြကြဲဝန်းဝန်းစားနိုင်မှာပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင် master bedroom ဆိုတဲ့အတိုင်း bedroom လေးနဲ့ bedroom လေးကိုတွဲပေးထားရပဲဖြစ်ပါတယ်စင်လေဟိုက်ကလုံးဝအမြင့်2.7မီတာပဲဖြစ်ပါတယ်။အိတ်ခမ်းနေရာနေဆိုရင်လည်း ကြောက်ပြားမဲ့ view CDU millionaire view ကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ Joint 22 Main Master Byron ကိုလိုက်ကြည့်ပေးကြပါဦး။ကျွန်တော်တို့ဝင်လာတဲ့အမျိုးသမီးရဲ့အတွက် makeup counter နဲ့ဒါလေးရဆိုရင်လည်း floor to ceiling ကိုမှအမှန်နဲ့တည်တံ့ပြုလုပ်ပေးထားတဲ့ cabinet ကြီးဖြစ်ပါတယ်။ဒီဘက်က fashion ဟာဆိုရင်တော့ဖြစ်နေပတ်တက်နဲ့ farm ဖြစ်ပြီးလူကြီးမင်းတို့ lazy ဆန်ဆန်ကြက်ကြက်ဝုန်းဝုန်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ceiling height ကတော့2.7 meter ဖြစ်တဲ့အတွက်လူကြီးမင်းတို့ ်တက်ရှူရှောင်းရှောင်းလေးနေနိုင်မှာဖြစ်ပါတယ်အခန်းထဲကတကယ်ကိုကြက်ကြဲဝန်းကြောက်ဖျားမြင့် view CTV millionaire view ကိုလူကြီးမင်းတို့လက်ရှိဆက်ဆက်ဒီကွန်ဒိုကြီးမှာခန်းစားနိုင်မှာပဲဖြစ်ပါတယ်စာတုံအေးရလို့ပြောရတာနဲ့ထိုင်းနိုင်ငံသားရအစားဂုံယူဝင်ကြားစာနေထိုင်ရကြား location ကောင်းတစ်ခုဖြစ်တဲ့အပြင်ထိုင်းနိုင်ငံ top 1 developer Sansui ရဆောက်လုပ်ပေးထားတဲ့ Widen by Sansui ဒီ project လေးကိုဝယ်ယူကြည့်ရှုလို့ပါကျွန်တော်တို့ Limbro Party Thailand ကိုဆက်သွယ်နိုင်ပါခင်ဗျာ